။နောက်ကိုလီထိုင်းတဲ့လူကလည်းတမရတက်ဖြစ်လိမ့်မယ်။ရေခဲကြောင်ရောင်းတဲ့လူကလည်းတမရတက်ဖြစ်လိမ့်မယ်။အဲ့ဒီခတ်နေတာကိုလွယ်အောင်လုပ်ရမှာစိုးရရဲ့တာဝန်ဖြစ်တဲ့ခတ်တာကိုလွယ်အောင်ဘယ်လောက်လုပ်နိုင်လဲဆိုတာစိုးရရဲ့အချက်ပေါ်မှာမူတည်တယ်။မင်္ဂလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတန်တဲ့သူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တက် relation လုပ်ပေးသွားမှာဖြစ်ပါသောကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်။မင်္ဂလာပါမျိုးတို့ရေကျွန်မမဘုဒ္ဓမဟာသေးပါရှင်။ဒီနေ့နောက်နေ့ဇန်နဝါရီနေ့ကျွန်တော်6ရက်နေ့ဖြစ်ပါတယ်။ဒီနေ့ဘွားချံမြေရှင်မှာစွန်ရက လက်ဝေဘွက်ရှိတယ်ရှိတော့ကျမဒီညသတင်းနေမပြောတော့ဘူးဆိုပြီးနေနေတာကျမလက်ဝေဘွက်ဝါသနာပါတယ်လို့ဆိုတော့လက်ဝေဘွက်ရှိရနေဆိုကျမလက်ဝေဘွက်ပဲအချိန်လေးခေါင်းထဲပဲစဉ်းစားနေတော့တခြားသတင်းအကြောင်းတွေကိုကျမမဖတ်ဖြစ်ဘူးသတင်းတွေလည်းနားမထောင်ဖြစ်ဘူးဒါပေမဲ့သတင်းနားမထောင်ဖြစ်မနေတကူတက်ကကျမရှိမှတွေ့နေရတဲ့အကြောင်းအရာကဒီငိမ့်စားအတန်မကြီးတက်ခံရမှုနဲ့ပတ်သက်လို့ဆက်ဆက်တရားခံတွေဖမ်းဆီးတဲ့နေရာမှာတရားခံရဲ့သမီးလေးဖြစ်တဲ့6နှစ်အရွယ်မျိုးကလေးငယ်လေးကိုဖမ်းဆီးမှုနဲ့ပတ်သက်လို့ပေါ့နော် အာတစ်ခါကမျိုးညစ်တွေအုံနေချင်းနဲ့အုံနေချင်းနဲ့ဝိုင်းပြီးတော့လာဟောင်ကြဟောင်ကြခင်ဗျားတို့လေငဖဲမြို့နယ်ဂုတ်ကြီးကျေးရွာကအဖဥဖိုးကျော်တမီမတ်ဝူဟန်ကျော်လေးနှစ်ရွယ်တမီကလေးနှစ်ရွယ်ခလင်းငယ်လေးကိုဒလန်အဆိုပြီးတက်ခဲတုံးကခင်ဗျားတို့ဗဇက်ပေါက်တွေဘာတွေအဆုတ်ခံထားရလို့ပေါက်ပိတ်နေကြတယ်ထိုင်းကဘုံကျုံမျိုးညစ်တွေ ။ online ထဲကအာချောင်းနေတဲ့လေးလိုင်းတန်လူသက်သမားကြီးကျွန်မမဘုဒ္ဓမဟာသွေးမေးတယ်။မတ်ဝူဝါကျော်ကိုခင်ဗျားတို့ PRA မကွေးပြည်သူကာကွယ်ရေးတပ်ဖွဲ့ຫນွေဦးဒေါ်လန်ရေးဒလန်ရှင်းလေးရေးခေါင်းစဉ်တက်ပြီးတော့လေးနှစ်အရွယ်မတ်ဝူဝါကျော်ဆိုတဲ့ကလေးမလေးကိုငဖဲမြို့နယ်ကုန်းကြီးကျေးပါ2024ကိုလာပိုင်းတော့ကတက်ခဲ့တာအဲ့ဒီတုန်းကတော့ငွေဥတော်လည်းရေးလို့ဒလန်ရှင်းလင်းရေးပါတော့เนาะမပပဲစည်းလဲလို့မိုးဟင်းကဘနဲ့ပွဲလဲဆိုပြီးပျော်ခဲ့တဲ့ကောင်းနေကောင်းမကြီး ခမားတို့ရဲ့ကိုချင်းစာတရအလောက်တောင်ခေါင်းပါနေကြတာဟမ်အခုကျတော့ခြောက်နေရွယ်ကလေးငယ်လေးကိုစက်ကောင်စီကဖမ်းဆီးတာဗာဖြစ်တယ်ညာဖြစ်တယ်ခမားတို့ပြောတယ်လေးနေရွယ်ကလေးငယ်လေးကိုသူ့အဖေကိုတတ်တယ်ညာပြီလေးတော်ပြီလေးခမားတို့ဒီဒီဒီကလေးမလေးရဲ့အဖေကခမားတို့ပြောသလိုစက်ကောင်စီတရင်ပေးဒလန်မိုးလို့တတ်တယ်ဆိုရင်လေးနေရွယ်ကလေးငယ်လေးဝူဟန်ကျော်ဆိုတဲ့ကလေးမလေး ကျမတို့ရေးရဲဆက်ဆက်ခေါင်းကိုတနက်နဲ့တည့်ပြပြီးတက်ခဲတော့ကမဟုတ်ဘူးလို့ဖင်းပိတ်မင်းရင်းနဲ့တော့အဲ့ဒီ PIA မကွေးကတို့တို့ကိုယ်တိုင်တက်ခဲပါရဲ့ဆိုတာကို DBB မှာဝန်ခံပြီးပြောထားတာရှိတယ်။ဖင်းပိတ်ပြီးမင်းရင်းနဲ့နော်အဲ့ဒီလိုတက်ခဲတော့ကတော့ဒါငွေဥတော်လည်ကြီးရဲ့ deletion လေးကြီးပါမတာပဲစေးလဲခင်ဗျာမိုးဟင်းကဗနက်ပွဲလဲခင်ဗျာပျော်ခဲ့တယ်ကောင်းနေကောင်းပါလေခင်ဗျားတို့မှာဂုံတိတ်ခါနေရက်တရားဆိုတာမွေးကလေးကမပါကြတာလားဟာ တော်တော်မျက်နှာပြောင်တိုက်တဲ့နေရာမှာခမားတို့လောက်မျက်နှာပြောင်တိုက်ပြီးအရှက်မဲ့တဲ့လူဒန်းစာကဘာမှာရှာလို့တောင်မရဘူးတိတ်ကိုအောက်တန်းကြတဲ့လူဒန်းစာကြီးအခုကြတော့၆နှစ်ရွယ်ကလေးငယ်လူကိုဖမ်းလို့ဗာဖြစ်တယ်ညာဖြစ်တယ်နဲ့ပြောတယ်၄နှစ်ရွယ်ကလေးမှလေးဒလန်ဆိုပြီးတက်တော့ဆောက်ပေါက်တွေပိတ်နေကြတယ်နော်တိတ်ပြီးမပြောသေးဘူးဒီလောက်ပဲနောက်ထပ်ကြတော့ဒီခုကတော့တည်င်းဆိုးဗျတည်င်းဆိုးကဘာလဲဆိုတော့အရင်လူကနေပြီးကျမတို့မြန်မာနိုင်ငံကိုအတီးခဲ့တာတွေတတိယအေးယူတယ် ဘုံကြုံမျိုးနှစ်တွေတော့ပြောနေကြတယ်။တကယ်လို့နိုင်ငံတကာကဒဏ်ခတ်ပိတ်ဆို့ရေးလဲဘသူတွေနဲ့နာလဲမြန်မာနိုင်ငံနဲ့နာမြန်မာနိုင်ငံဖြစ်တဲ့အတွက်အဲ့ဒီမြန်မာနိုင်ငံအတွင်းမှာမိတွေးနေထိုင်တဲ့ပြည်ထောင်စုဘက်ကအကုန်လုံးထိခိုက်နေတာပဲ။ပက်လက်လမ်းမိတရေချွေးရင်ကိုမျက်နှာကိုပဲကိုပြန်ကြတယ်။ဆိုတော့အဲ့ဒီအုပ်စုတွေတစ်ချိန်လုံးသူတို့လုပ်ခဲ့တာခေါင်းစဉ်လေးတက်ပြီးတယ်သွေးစွန်းငွေဖြတ်တော့ကြီးအဲ့ဒီခေါင်းစဉ်လေးတက်ပြီးတော့မြန်မာနိုင်ငံမှာရှိသမျှနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ သွားအောင်လုပ်ကြတယ်။နံပါတ်၁မြန်မာနိုင်ငံမှာရှိတဲ့ယင်းနှိမ့်နှံမှုတွေထွက်အောင်လုပ်တယ်။နံပါတ်၂ပြည်ပကယင်းနှိမ့်နှံမှုအသစ်တွေမလာအောင်ခင်ဗျားတို့လုပ်တယ်။နံပါတ်၃ရှိပြည်သားယင်းနှိမ့်နှံမှုတွေကိုထပ်တိုးပြီးယင်းနှိမ့်နှံမှုမလုပ်ဖို့ခင်ဗျားတို့လုပ်ကြတယ်။ခေါင်းစဉ်ကတော့သွေးစွန်းငွေဖြတ်တောက်ရေးလို့နာမည်လှလှလေးပေးပေးမယ်။အဲ့ဒီရဲ့နောက်မှာစည်ရဲမွေးတွေမှုတဲ့အလောက်ကန်ရှားပါမှုဒဏ်တွေကိုမြန်မာပြည်သူတရက်လုံးခံရတယ်။မြန်မာဖြစ်နေတဲ့အတွက်အဲ့ဒီမြန်မာမှာမိတွင်းနေထိုင်တဲ့135အလုံးတန်ခံရတယ်။ နော်အခုလက်ရှိလဲအိုင်ယန်လို့ကဒဏ်ခတ်တယ်ဟုတ်ပြီအိုင်လန်လို့ကဒဏ်ခတ်တယ်ဆိုလို့ရှိရင်နော်ပြည်ပြည်ဆိုင်ရာလုံသမားကြီးရအဖွဲ့ချုပ်ကဒဏ်ခတ်တယ်ဆိုနော်စစ်ပွဲကြီးရင်းနှီးမြှုပ်နှံမှုတွေမလာတော့ဘူးဆိုရင်ဘသူတွေနှစ်နာလဲပြည်သူတွေပဲနှစ်နာတယ်နော်အဲ့ဒီဘုံကျော်မျိုးညင်းတွေတစ်ချိန်လုံးသူတို့စူးစမ်းခဲ့တာ MOG နော် MOG တောင်ကျွန်မခဏခဏပြောရဲဘုံကျော်မျိုးညင်းတွေကဘာကြောင့် MOG ကိုဒဏ်ခတ်ဖို့သူတို့တစ်ချိန်လုံးဝိုင်းပြီးအုံနေချင်းနဲ့လောင်နေဟောင်းနေလဲဆိုရင် MOG ကကျွန်တော်နိုင်ငံတော်တွေ20%လောက်ရတာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုတွေရှိတယ်စီးပွားရေးစီမံကိန်းတွေရှိတယ်အကုန်လုံးထဲမှာ MOG တခုပဲ20ရာခိုင်နှုန်းထိအမြင့်ရအဲ့တခုကအများဆုံးပဲဒါကြောင့်မလို့အဲ့ဒီ MOG ကိုခဏလို့တန်ခတ်ပိတ်ဆိုကြတဲ့ဘုံကျုံမျိုးညစ်တွေ MOG ကိုလုံးလို့မရတဲ့ခါကျတော့ PTT EP PTT O ကခဏလို့ဝိုင်းဝန်းပြီးလောင်ကြဟောင်ကြတယ်ခဏလို့လုံးတမအကုန်လုံးကပက်လက်လန်တရွေထွေးတယ်လို့မျက်နှာပေါ်ပြန်ကြတာကြီးပဲဟောဒီညမှာတခုရှိသေးတယ်သူတို့ခေါင်းနဲ့တက်ထားကြတော့စက်မှုတဲ့ဥပဒေအကြောင်းပြပြီးတော့ အတင်းအရမစစ်သားတွေစူတောင်းပြီးတော့အလုံသမားတွေပေါ့နော်အလုံသမားတွေပေါ့ကိုမတရားတဲ့အတွက်လူခွေရေးချိုးဖောက်နေတဲ့အတွက်အလုံသမားရေးရခွဲချုပ်ကရေးယူလိုက်ပါလေအဲဒီလိုခေါင်းဆက်တတ်တယ်ဆိုတော့အခုလောလောဆယ်မရာစီဒီရမရာ MDM မရာစီဒီရမရာ MDM မရာနှစ်ခွဲ꿰ပါတယ်မရာဆိုတာချင်းလူမျိုးတွေချင်းနေတော့ပါတော့အဓိကပြောလဲဆိုရင်ကျမစွမ်းနာရှိရပြောခဲ့တယ်မဟူဝန်ကျော်ဆိုတဲ့ကလေးမလေးကလည်းချင်းလူမျိုးပဲအဲ့မကွေးတဲ့ငဖဲဆိုတာကလည်း ်။အာအညာမှာအညာဒေတာဆိုမှချင်းမျိုးနဲ့စုတွေနေကြတယ်။အညာမှာချင်းမျိုးတွေအများကြီးရှိတယ်။နော်အဲ့ဒီချင်းသားဖာနယ်ကိုတက်လိုက်တာအဲ့ဒီသားဖာနယ်ကချင်းလူမျိုးဖြစ်ပေမဲ့ရှာရှာပါပါဗုဒ္ဓဘာသာဝင်တွေဖုန်ကြီးတောက်ကိုဆုံးသွားပို့တဲ့ချိန်မှာတက်လိုက်တာနော်ဆိုတော့အခုလက်ရှိမှာလည်းမရာချင်းတွေကမရာလူမျိုးမှန်ရင်စစ်တဲဝင်ရမယ်ငင်းပိုင်ဝင်မရှိဘူးအေးအေးပါပြောလေရခိုင်ပြည်နယ်မှာရှိတဲ့လူတွေအကုန်လုံးစစ်တဲဝင်ရမယ်ရခိုင်ပြည်ရဲ့အပြစ်မကိုထောက်ခွင့်မရှိဘူးတို့တို့နှီးမျိုးစုံနဲ့ မင်းမျိုးစုံလက်တသားတစ်စုဆောင်နေကြတယ်လူတစ်စုဆောင်နေကြတယ်ဒီကိစ္စကြတော့ကြည့်သမ ्या ဘုံကြုံမျိုးညစ်တွေကိုအပေါက်ပိတ်နေပြီးတော့နာဆာကဆိုရကစစ်မှုထံဥပဒေထုတ်ခတ်ထုတ်ပြန်တဲ့ခါကြတော့အလုံသမားတွေပေါ့အလုံသမားခွင့်ရင်ချိုးပေါလို့ INN ကိုတိုက်ပါတယ်ခင်ဗျားတို့တော်တော်ရှာနာခွန့်နေမျက်နှာပြောင်တော်တော်မျက်နှာပြောင်တိုက်ကြတယ်အဲ့ဒီမရမှာပဲနော်အာစီဒီကစီဒီလောက်တူတွေကမတူပြီးညွတ်နေလောင်ထန်းတလိုင်ကြီးပါမှာ လောင်တူမျိုးနဲ့စုနေနေတယ်အဲ့ဒီမှာလောင်တူလက်နက်ကသဘုံဖွဲကနေပြီးအုပ်ချုပ်တယ်အဲ့ဒီရွာအဲ့ဒီမှာရှိတဲ့ရွာသူရွာသားတွေကမနာအင်းဝင်ကလေးဆိုတဲ့ခရိယံခိုင်းကနေပြီးတော့အေဂျီလို့ခေါ်တဲ့ခရိယံခိုင်းကိုပြောင်းတဲ့အတွက်အဲ့ဒီမိသားစုတွေအကုန်လုံးကိုရွာကနေမောင်းထုတ်ပလိုက်တယ်အဲ့ဒီလောင်တူ CDS ဆိုတဲ့နိုင်ငံတော်ကိုလက်နက်ပုံပြနေတဲ့အကြမ်းဖက်အဖွဲ့ CDS လောင်တူဖက်နော်အဲ့ဒီမိသားစုတွေရှိသမျှအိုးအိမ်ချမ်းမီလေယာမီပိုင်ဆိုင်သမျှမွှေပြောင်းနိုင်တဲ့ပစ္စည်းမှသမျှအကုန်သိမ်းပြီးတော့ မနာအေးကိုဂေလီခရိယန်ခိုင်းကနေအေဂျီခရိယန်ခိုင်းကိုပြောင်းလို့နော်ဒါတောင်မှခရိယန်ကနေပြီးခရိယန်ကနေပြီးတော့ဟိန်းတူကိုပြောင်းသွားတာမဟုတ်ဘူးခရိယန်ကနေဗုဒ္ဓဘာသာကိုပြောင်းသွားတာမဟုတ်ဘူးခရိယန်တောင်ခိုင်းချင်းချင်းပြောင်းလို့ဆိုပြီးတော့မိသားစုအိမ်တော်စုဆယ်စုရောအနေနဲ့ထုံးမောင်းထုတ်ပလိုက်တယ်အဲ့ဒီလိုလက်နက်ကန်လူပေါင်းကဘာသာရေးဆုံးရောက်နေကြရဖွဲ့စည်းတယ်ဒါမျိုးကြတော့ခင်ဗျားတို့ဗဇက်ပောက်တွေပိတ်နေကြတယ်နော်မနေ့ကနောက်24ရက်ဖြစ်ခဲ့တာအဲ့တော့ကလေကျွန်မတယောက်ပဲပြောတယ်ဘာသာရေးလုံးလက်ခွင့်လို့អော်နေတဲ့နိုင်ငံတကာကអော်နေတဲ့កောင်းကလေးកောင်းမလေးတယောက်မှဗဇက်မဟရဲကြအောင်အဲ့လိုကိစ္စမျိုးကိုဗုဒ္ဓဘာသာကလုံးချီ နော်ဗုဒ္ဓဘာသာဝင်တွေကဗုဒ္ဓဘာသာကနေတခြားဘာသာကိုပြောင်းလို့ဒီရွာသားဒီလူတွေကိုရွာကနေနေထုတ်ပြီးပိုင်ဆိုင်သမျှတွေတင်လိုက်တယ်လို့လည်းဖြစ်စဉ်မျိုးဖြစ်ကြည့်ရှိသမျှ NGO တွေ INGO တွေဘာတွေညာတွေကောင်းနေကောင်းမတွေအကုန်လုံးဘာသာရေးလွတ်လပ်ခွင့်လိုဝိုင်းအောင်ပါအဲ့ဒီစီဒီရလောင်လူတပုံဖွဲ့ကနေပြီးတော့ပိုက်ဆိုင်မှုတွေတိမ့်တယ်လို့စစ်တပ်ကနေပြီးတော့နော်ပိုက်ဆိုင်မှုတွေတိမ့်ပြီလို့တိမ့်ပလိုက်တိမ့်ပလိုက်ကြည့်ခင်ဗျားတို့ဝိုင်းပြီးအုံနေချင်းဟောင်းချဟောင်းချဟောင်းချမှာ ကျွန်တော်အဲ့ဒီလိုမျိုးတိုင်ခတ်ပိတ်ရှုတယ်ဘယ်သူတွေနဲ့နားလဲမြန်မာနိုင်ငံသူပြည်သားတွေပဲနဲ့နားတယ်ဒီအခက်ခဲကနေဘယ်လိုရုံးထွက်မလဲနိုင်ငံတကာကတိုင်ခတ်ပိတ်ရှုမှုတွေရှိမယ်နိုင်ငံတကာကရင်းနှီးမြှုပ်နှံမှုတွေမလာဘူးဆိုရင်ပြည်တွင်းမှာအလုပ်ကံခွင့်လန်းတွေနေလာမယ်အလုပ်ကံခွင့်လန်းနေရင်ဆင်ရမွေးတည်မှုမြင့်တက်မယ်ဆင်ရမွေးတည်မှုမြင့်တက်လာတာနဲ့အမြနောက်ဆက်တွဲမှာခိုးဆိုးလူနိုင်တည်ခိုးဆိုးလူနိုင်တည်နော်အဲ့ဒီလိုဥပဒေမဲ့ပြုတ်ချင်းနဲ့မတရားမှုတွေအများကြီးပေါ်လာတယ်ဆိုတော့ နိုင်ငံတကာယဉ်ကျေးမှုနယ်မှုတွေလာအောင်နိုင်ငံတကာနဲ့ယုံကြည်မှုရအောင်ရွေးကောက်ခက်အစိုးရတဲ့မဖြစ်မလေမရှိမဖြစ်မလေလိုအပ်တယ်ရွေးကောက်ခက်အစိုးရတရဲ့ပေါ်ထွက်အောင်ကြိုးစားရမယ်ဘယ်သူအစိုးရဖြစ်မှာလို့မဆိုလိုဘူးဘယ်သူဘယ်အစိုးရဖြစ်ဖြစ်ဘယ်ကောင်းဆောင်ပဲနိုင်နိုင်ဘယ်ပါတီကပဲဖြစ်ဖြစ်ရွေးကောက်ခက်အစိုးရတရဲ့ရှိဖို့ရှိရရွေးကောက်ခက်အစိုးရတရဲ့ရှိမှနိုင်ငံခြားကယဉ်ကျေးမှုနယ်မှုတွေနိုင်ငံတကာယဉ်ကျေးမှုနယ်မှုတွေလာမယ်တန်ခတ်ပိတ်ဆို့မှုတွေဖြစ်လျှော့မယ်စီးပွားရေးတန်ခတ်ပိတ်ဆို့မှုတွေဖြစ်လျှော့မယ်အလောက်ကန်ခွင့်လန်းတွေများလာမယ်ဒါကြောင့်မလို့ကျမတို့ကရွေးကောက်ခံအစိုးရတရက်ကိုမျှော်လင့်နေတာ ရွေးကောက်ခံအစိုးရတဲ့မရှိမဖြစ်လိုအပ်နေတာเนาะဆိုရွေးကောက်ခံအစိုးရနဲ့ပတ်သက်လို့ချုံလုံးလေးပြောဦးမယ်အရင်ကကျွန်မအဲ့အဲနိုင်ငံရေးပါတီတခုနဲ့ပတ်သက်ပြီးဝေဖန်မှုလုပ်တဲ့ခါကျတော့တချို့ကပြောတယ်ကျွန်မကိုဝေဖန်ရတာလွယ်လေဥဆောင်ရတာခက်တယ်အဲ့လိုမျိုးပြောတာပေါ့နော်ဝေခံဝေဖန်တာလွယ်တာပေါ့ဗဇက်လေးကပြောတာလွယ်တယ်ဥဆောင်ရတာခက်တယ်ခမဲကျွန်မသိတယ်လေလွယ်လို့ရှိရင် ကူလီထန်းတဲ့လူတွေစိုက်ကားသမားတွေရေခဲသမားရေခဲချောင်းရောင်းတဲ့လူတွေကစာအကုန်လုံးတမရတွေတိုင်းမင်းခန့်တွေပြည်တော်စုဝင်ကြီးတွေဖြစ်ပေါ်မှာပေါ့လွယ်နေလို့ရှိရင်အကုန်လုံးကတမရတွေတမရထက်ကအတိုင်းမင်းခန့်တွေဖြစ်သွားနေမယ်နိုင်ငံရေးလောက်ရတာနိုင်ငံရေးဥဆောင်ရတာခက်မှန်ကျမသိတယ်လူတိုင်းလည်းသိတယ်အဲ့ဒီခန့်နေတာကိုလွယ်အောင်လုပ်ပေးရမှာအစိုးရရဲ့တာဝန်ခန့်နေတာကိုလွယ်အောင်လုပ်ပေးရမှာအစိုးရရဲ့တာဝန်အဲ့ဒီတာဝန်ကိုဘယ်လောက်ခြေပြုံးတယ်လဲဘယ်လောက်ခြေပြုံးတယ်လဲ ခတ်ထကိုလွဲအောင်ဘလောက်လုံပေးနိုင်တယ်လဲဆိုတဲ့ပုံမှာမူတည်ပြီးအဲ့ဒီအစိုးရအရေးချင်းကိုပြည်သူကဆုံးဖြတ်ရတယ်။အဲ့ဒီအစိုးရအရေးချင်းရှိလားမရှိဘူးလားဆိုတာအဲ့ဒီပေတံနဲ့တိုင်းတန်ပြီးဆုံးဖြတ်ရတယ်။နော်ကျော်ရတော့ကဲဆိုရအရှိုးသွားကြည့်သမရဦးသိဉ္စိုးရလက်ထက်ဆေးရမွေးတွေမှုကို၁၆ရာခိုင်နှုန်းရှော့ချနိုင်တယ်ဒါကြောင့်မို့သမရဦးသိဉ္စိုးရသည်ခတ်တာကိုလွယ်အောင်လုပ်ပေးနိုင်တဲ့အစိုးရသည်အရေးချင်းရှိတယ်နော်ဆိုတော့ကအဝေးဖန်လေကန်းလွယ်တဲ့ဥဆောင်လာတာခတ်တယ်ဆိုပြီးတော့လူပိန်းစကားလာမပြောနဲ့ နိုင်ငံရေးလောက်ရတာလွယ်နေရင်တရောင်းသားအစားတမရတက်ဖြစ်နေမယ်နော်ကိုလီထိုင်းတဲ့လူကလည်းတမရတက်ဖြစ်နေမယ်ရေခဲကြောင်ရောင်းတဲ့လူကလည်းတမရတက်ဖြစ်နေမယ်အဲ့ဒီခတ်နေတာကိုလွယ်အောင်လုပ်ရမှာအစိုးရရဲ့တာဝန်ဖြစ်တဲ့ခတ်တာကိုလွယ်အောင်ဘယ်လောက်လုံနိုင်လဲဆိုတာအစိုးရရဲ့အရေးချက်ပေါ်မှာမူတည်တယ်